တင်တာသားကြီးများအားလုံးမင်္ဂလာပါဗျာတင်တာသားကြီးများအတွက်အဲ6ရက်6လ2025မှာ15ရက်6လ2025အထိတင်တာသားကြီးများရဲ့တပတ်တာငွေကြေးကန်အခြေအင်တော်ကြီးကျမ်းမာရေးဆိုရက်နမိတ်ကလေးလေးကိုကိုကျွန်တော်ကလီလိုမကက်ကလေးဆွဲပြီးတော့ကြည့်ပြီးမှဖြစ်ပါတယ်ကက်ကလေးတွေကတော့ဆွဲပြီးသွားပါပြီအဲ့တော့ကျွန်တော်မပြောခင်မှာအာကျွန်တော်ရှိမှာအဲဒီ လာမေးကြတဲ့လူတွေရှိရပါတော့အစီရင်နဲ့ပတ်သက်တာတို့တဝူးချင်းတို့အားလေးမေးချင်တဲ့လူတွေရှိရဲအဲ့အားလေးတွေကကျွန်တော်ရဲ့ချက်ပေါက်မှာတည်တံ့လာမေးပြပါကျွန်တော်တက်နိုင်တဲ့အချိန်မှာအားရနဲ့ကျွန်တော်ချက်ချင်းစာပြန်ပြီးတော့ကျွန်တော်ပြောပြပါမယ်အဲပြီးတော့ကျွန်တော်ရဲ့ဒီ YouTube channel လေးတွေရှိတယ်ပြီးတော့ကျွန်တော်ရဲ့ Facebook မှာ Facebook page လေးတစ်ခုရှိရပါတော့เนาะ Legal Mind 48ဆိုတဲ့ Facebook page လေးတစ်ခုရှိရဲအဲ့ဒီ page မှာတော့ကျွန်တော်နေ့စဉ် offer တွေကိုကျွန်တော်စာလေးနဲ့ရေးရေးပြီးကျွန်တော်တင်ပေးဖို့အတွက်လုပ်နေတယ်အဲအဲ့ဒီနေရာလေးကိုလည်းကျွန်တော်ကျွန်တော် ဒီ Facebook page လေးရှိကိုလည်းလာလိုက်ကြပါအောင်ပြီးတော့ YouTube channel လေးကိုလည်းသွားပြီးတော့ subscribe လေးလုပ်ပေးပါအောင်အဲ့တော့အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်အခုတင်လန်တာသီမြရဲ့ငွေကြေးကံကနေစပြီးတော့ကြည့်ပြမှာဖြစ်ပါတယ်ငွေကြေးကံကတော့တင်လန်တာသီမြအတွက်ဒီပြပတာကာလမှာအဲအရင်တစ်ပတ်ကစိတ်ညစ်စရာစိတ်ပင်ပန်းစရာရှိရဆိုလို့ရှိရင်စိတ်ပူစရာမရှိတော့ဘူးအဆင်ပြေသွားပြီဆိုတော့နမိတ်မျိုးမှမြင်ရတယ်ငွေကြေးကနည်း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 ဝင်လာပြီเนาะနည်း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 ပြန်ထွက်တတ်တဲ့သဘောတဘာဝရှိနေရဆိုတော့တပတ်တာကာလပါအဲ့တော့ ငွေကြေးကိုအနှဲငယ်စီစစ်ပြီးသုံးဆွဲရမယ်တပတ်တာကာလဖြစ်တဲ့ငွေကြေးနဲ့ပတ်သက်ပြီးတော့ခရီးလေးတွေအနီးဝေးသွားတာလေးတွေပေါ်လာတဲ့ဒီတပတ်တာကာလမှာအဲ့တော့ငွေကြေးအတွက်တော့ဒီတပတ်တာကာလမှာစီချမ်းတာရမယ်ဆိုတဲ့နှမိတ်မျိုးလေးမြင်ရပါတော့အဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့ပိုပြီးလက်ရွှေငွေဝင်စေဖို့အတွက်လောက်ဝတ်မဲ့ရေတရားလေးကရေရှိတဲ့ချောင်းတို့မဟုတ်မြစ်ပေါ့နော်အဲ့လိုရေရှိတဲ့နေရာမှာအုံဒီလေးတလုံးသွားပြီးတော့ရေမျောပေးပါအဲ့ဒါဆိုလို့ရှိရင်တော့အဲဒီငွေကြေးနဲ့ပတ်သက်ပြီးလက်လာပါပိုပွင့်လန်းလာမယ်ဆိုတဲ့နှမိတ်မျိုးကိုမြင်ရတယ်ပြီးတော့ အခြေအခြေနဲ့ပတ်သက်ပြီးတော့ကြာလာတဲ့နာမည်ကလေးက QS ဆိုတဲ့နာမည်ပေါ့နော်အဲ့တော့ QS ဆိုတာတော့မကောင်းဘူးအဲကိုပစ္စည်းကို ခိုးတာယူတာအဲသူမြတ်ပစ္စည်းခိုးတာယူတာဒါမျိုးလေးတွေဖြစ်တတ်တယ်ဆိုတဲ့နာမည်မျိုးပဲအဲ့တော့ကိုယ့်ရဲ့အချစ်သူကိုယ့်ရဲ့လက်တွဲဘော်ကသူများတခြားတစ်ယောက်ကလာပြီးတော့လူယူတာမျိုးလေးတွေခံရတတ်တယ်ကိုကလည်းတခြားတစ်ယောက်ရဲ့အဲ့လိုချစ်သူတွေဘာတို့ကိုသွားပြီးတော့သဘောကျနေမိတတ်တာဖြစ်နေတတ်တယ်တပတ်တာကာလပဲဖြစ်တယ်အဲ့တော့အဲ့လိုမျိုးလေးတွေဖြစ်နိုင်တယ်ဆိုလို့ရှိရင်တော့ တတ်နိုင်ဆုံးထင်ရမယ်တပတ်တာကာလဖြစ်တယ်မဟုတ်ရင်အခြေအမှကံပို့ပြီးညံ့လာနိုင်တယ်ဆိုရင်နမိတ်ကလေးမြင်ရတယ်ပေါ့နော်အဲ့တော့အခြေအနေပတ်သက်ပြီးစိတ်မချမ်းမြေ့စရာစိတ်ဆင်းရဲစရာလေးတွေပေါ်ပေါက်လာနိုင်တယ်တပတ်တာကာလဖြစ်တဲ့အတွက်ကြောင့်မို့လို့လောက်ရမယ့်ရေတရားလေးကတော့မိမိရဲ့အဝတ်အစားတစုံကိုမရှိတဲ့သူကိုလှူပြီးတော့အခြေအနေပတ်သက်ပြီးကံကောင်းလာစေဖို့အတွက်လုပ်ကြည့်ပါ ြီးတော့အိမ်တော်ကြီးပေါ့နော်အိမ်တော်ကြီးကလည်းထုံလေးလောက်ကောင်းပဲကိုယ့်ရဲ့အိမ်တော်ဘက်ကမိမိရဲ့အပေါ်မှာလိန်ညာလှည့်ပြားတာအဲပြီးတော့အရှုပ်ရှင်းနေရှိတဲ့အတွက်ကြောင့်မို့လို့အမှုခင်းလေးတွေပေါ်လာနိုင်တာဒီတစ်ပတ်တာကာလမှာဒါမျိုးလေးတွေဖြစ်လာနိုင်တဲ့အတွက်ကြောင့်မို့လို့ဒါတိဒါရမယ်ဒီပတ်တာကာလဖြစ်တဲ့အိမ်တော်ကြီးကလေးကလည်းညံ့နေတယ်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့လည်းစိတ်မချမ်းမြေ့စရာစိတ်ပူပန်စရာလေးတွေပေါ်လာနိုင်တဲ့အတွက်ကြောင့်မို့လို့မိမိရဲ့မွေးနံတောက်မှာ ရှိတဲ့ဖျားတဆူဆူကိုမိမိရဲ့မွေးနံတောက်မှာရှိတဲ့ဖျားဖျားဆင်းတူတော်ပေါ့နော် အဲ့လိုမျိုးဟာလေးကိုအဲ့လိုမျိုးဖျားဆင်းလူတော်ကိုရှာပြီးတော့ရွှေဆိုင်ချတာတော့မဟုတ်ရွှေချတာဒါမျိုးလေးတွေလှုပ်ဖို့အတွက်အကြံပေးကြပါတယ်ဒါမှအိမ်ဆောင်ကြီးလေးကပို့ပြီးအစီအပြေလာမယ်ဆိုရင်နှမိတ်မျိုးလေးမြင်ရတယ်ပေါ့နော်ပြီးတော့လင်းလာသားကြီးများရဲ့ကျမ်းမကြီးကျမ်းမကြီးကတော့ထွေတူတူတော့ပြောကြမရှိဘူးကျမ်းမကြီးနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းမြေစရာပျော်ရွှင်စရာလေးတွေတော့ရှိလာမယ်ဆိုရင်နှမိတ်ကလေးကိုမြင်ရတယ်ကိုက ကျမ်းမာရေးကတခုတော့ရှိတယ်တခုပြီးတခုတော့ဖြစ်နေတတ်တယ်ဒီလိုပဲဒါကလည်းမဥမာဖျားမယ်ပေါ့နော်ဖျားပြွားလို့ရှိရင်အဲပြီးရင်ပူရှက်တာဒါမျိုးလေးတွေဖြစ်လာနိုင်တယ်အဲနာစီကောင်းကైဒီလိုမျိုးတစ်မျိုးပြီးတစ်မျိုးတော့ယောဂလေးတွေကဒီလိုပဲဒါကလည်းမဖြစ်နေနိုင်တယ်ဆိုတော့နမိတ်မျိုးလေးမြင်ရတယ်တိုးပြီးမယ်နာရာရှိယောဂတွေဖြစ်လာမှာမဟုတ်တဲ့တော့ကြောင့်မလို့စိတ်ပူရတော့မလို့ဘူး ပြီးရင်ခုမှနာတာရှည်ယောဂါတွေပဲရှိတယ်ဆိုလို့ရှိရင်လည်းမကြခင်မှာတတ်တာပြောက်ကင်းသွားမယ်ဆိုတဲ့နှမိတ်မျိုးလေးကိုမြင်ရတယ်။အဲ့တော့ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့အရင်ကြီးစိတ်ပူပန်ရမလို့ဘူး။ဒါပေမဲ့ကျန်းမာရေးကိုအလုံးစုံကောင်းကောင်းမွန်စေဖို့အတွက်ကတော့ဒီမိုးရင်းဆိုတော့ရှည်ဒီလိုပေါ့နော်ဘွားအန်ရှိတဲ့နေရာလေးကိုရှားပြီးတော့အဲ့ဒီနေရာမှာအုံမှုခွက်လေးတွေနဲ့အာလမ်းခင်းတာလိုလမ်းဖြည့်တာတို့ဒါမျိုးလေးတွေလုပ်တင်နေပေါ့နော်။အဲ့ဒါဆိုလို့ရှိရင်တော့တက္ကသိုလ်သားကြီးများရဲ့အိမ်တော့ကျန်းမာရေးရပို့ပြီးစင်ပြေလာမယ်ဆိုတဲ့နှမိတ်ကလေးကိုမြင်ရပါတယ်။ အဲ့တော့ကြည်နေတဲ့သူတွေထဲမှာတင်လာသားသမီးတွေပါတယ်ဆိုလို့ရှိရင်ကျွန်တော်အကောင့်လေးကို follow လေးလုပ်အသေးလေးပြီး comment လေးရေးပြီး share သွားဖို့လည်းမမေ့ပါနဲ့ဟုတ်ကျွန်တော်ပြောထားတဲ့ကျွန်တော်ရဲ့နေရာလေးတွေကိုလည်းလာလည်ဖို့အတွက်ဖိတ်ခေါ်ရပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်